မိသားစုဝမ်းရေးအတွက်ချောင်းထဲမှာလက်နဲ့ဆမ်းပြီးတော့ပဇွန်ဖမ်းပြီးရောင်းချနေရတဲ့ပဇွန်ဖမ်းသမားကိုရဲလွင် ပြည်ထောင်စုရှင်ကိုရဲလွင်ကပဲခူးတိုင်းဒေသကြီးတက်ကလက်မြို့မှာနေထိုင်ပြီးတော့ပဇွန်ဖန်တဲ့အလုပ်ကိုလုပ်ကင်နေသူဖြစ်ပါတယ်။ကိုရဲလွင်ကပဇွန်ဖန်တဲ့အလုပ်နဲ့မိသားစုကိုရှာဖွေကြိုကျွေးနေတာဖြစ်ပါတယ်။ပဇွန်ဖန်တဲ့လေဆိုပြီးတော့ဆက်လီနဲ့ပိုက်ကုန်နေသုံးပြီးတော့အတားအယာဖန်တာမျိုးတော့မရှိပါဘူး။ပဇွန်ဖန်တဲ့အလုပ်ကိုကိုအားကိုအသုံးပြုပြီးတော့လုပ်ကင်နေရတာဖြစ်ပါတယ်။ကိုရဲလွင်တို့မိသားစုကတက်ကလက်မြို့မှာစိမ်းရဲတဲ့မိသားစုလေးဖြစ်ပါတယ်။ဒါကြောင့်မို့ ဝန်ကြီးအတွက်ကိုရဲလွင်ကပဇွန်ဖန်တဲ့အလုပ်ကိုစပြီးတော့လုပ်ကင်ခဲ့တာပါကိုရဲလွင်ကပဇွန်ဖန်ဖို့အတွက်နေပူတဲ့အချိန်ဆိုလဲရေချောင်းထဲကိုဆင်းရပါတယ်ရေချောင်းထဲမှာဘာပစ္စည်းမှမပါပဲတယောက်ထဲဆင်းဖန်ရတာဖြစ်ပါတယ်နောက်မှခြေထောင်လေးကိုသာပိုးသွားပြီးတော့ပဇွန်လိုက်ဖန်တာဖြစ်ပါတယ်ပဇွန်ဖန်ဖို့ဆိုရင်ဘာကရိယာမှလည်းမလိုအပ်ပဲကိုရဲလွင်အတွက်တော့လက်တမျိုးသေးသာလိုအပ်ပါတယ်ကိုရဲလွင်ကရေချောင်းထဲမှာလက်ကိုအောက်ကိုစိုက်ပြီးတော့ပဇွန်ဖန်တာပါ ဘဇွန်နီကိုလက်နဲ့အမီးရဖမ်းယူတာဖြစ်ပါတယ်။ဘဇွန်အချောင်းကိုကောင်းကောင်းကြီးနားမလဲတဲ့အတွက်ဖမ်းယူရတာက အရင်ကြီးမခက်တော့ပါဘူး။ လူတွေကပစွန်ကိုကြည်လင်တဲ့နေရာမှာနေကြမယ်လို့ထင်ကြတာပါ တကယ်တော့ပစွန်တွေကရေနှောင်းနဲ့အမိုက်တွေများတဲ့နေရာမှာနေကြတာပါ အမိုက်များတဲ့နေရာတွေမှာကပ်နေတာကိုကိုရဲလွင်ကလက်နဲ့လိုက်ဆန်းရတာပါပစွန်နဲ့အတူလင်မြန်းတဲ့လက်နဲ့အာယုံကိုသုံးပြီးတော့လိုက်ဖမ်းရတာဖြစ်ပါတယ်ရေမငုပ်ပဲအာယုံနဲ့သာခဏတာလိုက်ဖမ်းတာဖြစ်ပါတယ်ပစွန်လက်နဲ့ဖမ်းရတာက ထင်သလောက်တော့မလွယ်ပါဘူး။ဘဇုံမှာခြွန်ထက်တဲ့အယိုးတွေလည်းပါတာမို့ပြန်ပြီးတော့တုံ့ပြန်တာလည်းခံရပါတယ်။အဆူးနဲ့ထိုးလို့နားတဲ့ဒဏ်ကိုလည်းခံစားရပါတယ်။တခါတလေကြာရင်လည်းဘဇုံရဲ့အမီးကိုသွားကင်မိတဲ့အခါမှာ န်ဆိုးမှာဖြစ်ပါတယ်။အဆွဲတွေနဲ့ညက်ပြလိုက်ပြီးဆိုရင်တော့လက်တွေကပေါက်သွားတတ်ပါတယ်။ညက်ပြီးဆိုတာနဲ့လက်တွေကပေါက်သွားပြီးတော့တော်တော်လေးဟိုနာကျင်သွားတာဖြစ်ပါတယ်။ပဇွန်နှိုက်ရတာကကိုရဲလွင်အတွက်ကတော့အသားကျနေပါပြီ။ပဇွန်ညက်လို့ရတဲ့တံရီကလည်းလက်မှာအပြည့်ရရှိနေတာဖြစ်ပါတယ်။ကိုရဲလွင်ကပဇွန်နှိုက်တဲ့နေရာမှာကန်ကောင်းတယ်လို့ပြောရမှာပါ။သူနှိုက်တဲ့နေရာမှာသူများတွေနှိုက်ရင်၃ခေါင်လောက်သာမိတတ်ပေမဲ့ သူနှိုင်းလိုက်တယ်ဆိုရင်တော့အကောင်ရင်အများကြီးမိတတ်တာပါတခါနှိုင်းရင်90သားလောက်ရောက်အောင်နှိုက်တတ်တာဖြစ်ပါတယ်90သားသာရမယ်ဆိုရင်တော့ 9000ပိုးလောက်ရမှာဖြစ်ပါတယ်9000ဆိုရင်တော့မိသားစုအတွက်တရက်သာစာဝတ်နေရေးကပြည့်လည်သွားပြီဖြစ်ပါတယ်ပဇွန်နိုင်နေပေမဲ့ကိုရဲလွင်တို့မိသားစုကပဇွန်မစားပါဘူးရရဲပဇွန်တွေကိုမစားဘဲနဲ့ရောင်းဖို့သာအဓိကထားတာဖြစ်ပါတယ်စားလိုက်ရင်တရက်စာသာရတာဖြစ်ပြီးတော့ရောင်းလိုက်မယ်ဆိုရင်တော့နှစ်ရက်လောက်စားလို့ရတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့မိသားစုတွေကပဇွန်ကိုလုံးဝမစားဘဲနဲ့ရောင်းချဖို့သာသုံးကြတာဖြစ်ပါတယ်ပဇွန်ဖန်းတာက နေတိုင်းမိနေတာမျိုးတော့မဟုတ်ပါဘူးတချို့ရက်တွေဆိုရင်တော့နှစ်ရက်လောက်နေမှသာတခါရတာဖြစ်ပါတယ်မရတဲ့အချိန်မျိုးဆိုတာလည်းရှိပါတယ်နိုင်တဲ့သူတွေတအားများလာတယ်ဆိုရင်တော့ပစုံကရမှာမဟုတ်တော့ပါဘူးကိုရဲလွင်ကတော့ငါးစည်းကွက်မှာဈေးကြီးဆုံးဖြစ်တဲ့ပစုံကိုသာအဓိကလိုက်ပြီးတော့ဖမ်းတာဖြစ်ပါတယ် တစုံကတပိတ်သားကို6000ကျော်တောင်ရတာတော့အများကြီးရတဲ့နေ့ဆိုရင်တော့ကံကောင်းတဲ့နေ့ဖြစ်သွားပါပြီ။ပစုံလုံးဝမရတဲ့နေ့ဆိုရင်တော့ငါဖမ်းပြီးတော့အိမ်ပြန်လာပါ။ငါကတော့ပစုံလောက်ဈေးမရပေမဲ့လုံးဝမရတဲ့နေ့ထက်ဆိုင်ရင်တော့အဆင်ပြေတာမို့မရရတာကိုဖမ်းပြီးတော့ပြန်လာဖြစ်ပါတယ်။ကိုရဲလွင်ကရှည်ရဲစိန်နေရတာမို့ကျမ်းမာရေးထီတာမျိုးလည်းရှိပါတယ်။ဒါပေမဲ့တွဲချေကြိုက်တဲ့ဒီအလုပ်လေးကိုတော့ ဆက်ပြီးတော့လှုပ်ဖြစ်နေရလဲဖြစ်ပါတယ်။ဒီအလုံးနဲ့ပဲမိသားစုကိုပံ့ပိုးပေးနေသလိုဇာဝတ်နေရေးလည်းအဆင်ပြေနေရတာဖြစ်ပါတယ်။ဘဇွန်လက်နဲ့ဖမ်းပြီးတော့ရုံးကန်နေရတဲ့ဘဇွန်ဖမ်းသမားကိုရဲလွင်ရဲ့ဘဝဖြတ်တန်းပုံအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ကြပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။